အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါကဲအာတမီးကိုအဲနှုတ်ဆက်ပါဦးဒါနဲ့လည်းပြန်တီချာလေးနှုတ်ဆက်ချင်တာမင်္ဂလာပါရှင်မင်္ဂလာပါအားလုံးနဲ့ဆုံတွေ့ရတာဝါတာပါတယ်ဒီဘက်မှာအပီးနေကြတဲ့အားလုံးလည်းကျေးဇူးများတင်ပါတယ်အာဒီမှာတော့မတရားအမျိုးတွေရှိတယ်ပေါ့နော်အမျိုးတွေပင်သားမှလည်းမသိဘူးအာ Okay အဲအားလုံးအမျိုးတွေရောပြည့်သက်တွေရောအားလုံးမင်္ဂလာပါ မဆိုရသေးဘူးလေတတော်မလို့လားဒီနေ့အဆရာတော်ဗဒနာဇနီးတာအချိန်မြတ်ရေကွန်ပျူပူဇော်ပွဲမှာပေါ့နော်မိသားကလည်းအတန်လေးနဲ့ပါဝင်ပြီးတော့ဒီဆိုအာပူဇော်ရတဲ့အတွက်ရံမဲဝမ်းတာပါတယ်အားလုံးနဲ့လည်းဆုံတွေ့ရတာဝမ်းတာပါတယ်ရှင်အဲ့တော့ဒီနေ့မှာသချင်းလေးနဲ့ဒီဆိုပြပေးပါမယ်ပရမအောင်ဆုံးတစ်ပုတ်နေနဲ့အလှကပါမြေသချင်းလေးကိုအူဆုံးဖျော်ပြခြင်းပါတယ် あのねルナコレディのやばいし。Alors, ါရှင်အာဟုတ်ကဲ့ဒီဘက်ကပြိတ္တတွေမမြင်ရမှာဆိုဒီဘက်တိုးပေးမယ်နော်โอเคအဲဆုချင်းမေဘေးတမီးရဲ့မျိုးတွေလည်းကျေးဇူးများရတင်ပါတယ်မင်းသမီးတွေကပထမဆုံးပုတ်ပဲရှိတဲ့ကကျင်နေပြီနော်အဲအားလုံးလည်းတရှိတက်ပါပါစေစတောင်းပါရဲအာဒီဘက်တို့ရင်ရလား လောက်ဆိုရလားရှင်အော်ဒီဘက်ကမမြင်ရတော့ဟုတ်လားအော်ဟုတ်တယ်ဒီဘက်ကလည်းမမြင်ရတော့ပြန်ဟုတ်ပါအချင်းဟဲ့နောက်ထပ်ခြင်းလေးတစ်ပုဒ်ဖြောင်းပြီးပေးကြပါလိမ့်ရှင်အာမင်္ဂလာပြန်လည်ပြီးတော့ဒီဆိုထွက်ရှိကြတဲ့ခြင်းလေးတစ်ပုဒ်ဖြစ်တဲ့ရောသူရောရွာဆက်ခြင်းဖြောင်းပြီးတော့အပေါ်ကလေအာဆရာတော်တန်ခါတော်မြောက်လည်းရှိခိုးခိုက်ပါတယ်ပြီးတော့ဆရာလင်းဖျားမြောက်လည်းမင်္ဂလာပါလို့လှုပ်ဆက်ပါတယ်ဗျာဆရာလေးအများကြီးပဲเนาะ ခုမှအပေါ်ကိုကြည့်မိရခုနကတော့ဒီရှေ့ရဲ့ပြည့်သက်တွေပဲမြင်နေတယ်မင်္ဂလာပါဗျာ ရှင်ဟုတ်ကဲ့အာတရားဟိုဆွေတော်ငွေများချင်းပေးကြရဲအားလုံးအားလုံးကျေးဇူးများရေးတင်ပါတယ်ရှင်ကျေးဇူးများရေးတင်ပါတယ်ဟုတ်ကဲ့ thank you ောက်ထပ်ချင်းလေးတစ်ပုဒ်အနေနဲ့ဒီဒီခါလဲမတရားပြန်လဲပြီးတော့ဒီဆိုထားတဲ့ချင်းတွေရဲ့တစ်ပုဒ်ဖြစ်ပါတယ်။အာပီတာကြီးဆက်ချင်းလေးကိုဖြာပြပေးကြပါလိမ့်ရှင်။နောက်ဆုံးပါ။ဖြန်းကြပါရှင်။ ဟုတ်ကဲ့အာဒါတော့အမောင်နှမတွေပေါ့နော် အချင်းလေးတွေအလဲအလဲကြနေပေါ့နော် ဖြော်ပြမှာဖြစ်ပါတယ်ဒီဒီခါဦးမထားကအချင်းလေးဆိုပြီးွားရင်ခဏလေးနားမယ်နားပြီးွားသရှင် အကိုရေပြန်ပြီးတော့ဖြောပြပြီးမယ်ဖြောပြပြီးွားရင်မိသားရဲ့ဒုတိယအလှည့်လေးပေါ့နော်နောက်ထပ်တစ်ခေါက်ဖြောပြပြီးမှဖြစ်ပါတယ်မပြန်သေးဘူးမလားဟင်မပြန်ပါမှာဆိုလို့ပြန်ွားရင်ဆိုပါတာအားမရှိတော့ဘူးဒါမဲ့ဒါမဲ့ဟိုးဘက်ကပြစ်တဲ့တွေတော့မလုပ်နဲ့နော်ရရတဲ့သမီးရဲ့ဆိုတာဆိုရဲကိစ္စမရှိဘူးမိုးလင်းလဲကိစ္စမရှိဘူးဟဲ့မိုးလင်းတော့မလုပ်ပါနဲ့လို့အဲအဲ့တော့မစိုးနိုင်ဘူးပေါ့လေအဲအဲ့တော့ရပြစ်တဲ့တွေလည်းပြန်သွားမှာစိုးရည်လို့ပေါ့နော် နှစ်ခါတော့ကြည်အောင်မယ်မလားဒီမဲ့ဒီရှိရအန်တီတွေပဲပြောနေနောက်ကပြိသက်တွေအတန်အောင်မကြားရတာတယောက်တည်းပြောနေရဟုတ်ကဲ့အဲ့လိုလောက်ပါအတန်လေးကြားကြင်လားညာချွေးရောင်ထွက်တယ်ရှင်။အော်ညာအကြီးမဟုတ်တယ်နော်။ဒါဆိုဒါဆိုအားရှိသွားရင်အဲ့တော့အဲဒီဒီခါမေတ္တာကဘာချင်းလေးဖြောင်းပြပေးခြင်းလားလဲဆိုတော့ပြန်လဲပြီးရော ီဆိုထွက်ရှိထားတဲ့ချင်းလေးပါဒီချင်းလေးကတော့အဲ2021လောက်ကဖြစ်မယ်နော်နည်းနည်းတော့ကြာပါပြီဒါပေမဲ့ဒီ daughter မှာပြည့်သက်တယ်လဲအဲနားထဲမှာအဲဆွေးနေမဲ့တဲ့ချင်းလေးလို့ထင်ပါတယ်နားထောင်ကြည့်ပါဦးနော်အချစ်တီတာထာဝရဆိုချင်းလေးဖြစ်ပါတယ်ရှင် င်ပါတယ်ရှင်ဟုတ်ကဲ့ဒီချင်းလေးကိုလည်းပြန်လေးပြဆိုရလေးကိုသဘောကျအပေးကြရတဲ့ကြောင့်မို့လေကျေးဇူးများရတယ်မှာရှင်။အဆွေရုံငွေများအချင်းမြေပေးကြရတယ်လေကျေးဇူးများရတယ်မှာလေ။အာဟုတ်ကဲ့ပြီးသရှင်မိသားနဲ့ဇုံတွဲဆုံမဲလို့ပြောထားတဲ့။အေးဒီစပါ။ ဇုံလဲဆိုမဲ့လို့ပြောထားတဲ့အကိုတွေကလေးလေးရှိပါတယ်။ဒါမင်းသားတွေကများနေတော့ချစ်စရာလုံးကိကလေးချစ်စရာလုံးပြီးရင်မင်းသားတွေခေါ်မယ်နော်။အစမင်းသားခဏလေးနားလိုက်အောင်ပဲပြီးရင်မင်းသားတွေနဲ့တွေ့ဆိုလိုက်မယ်။ Okay ။အဲ့တော့ရလေပြီးတော့ဒီဆိုပြပေးဖို့အတွက်ဒေသရှင်ကိုကြီး shine tag ကိုဖိတ်ခေါ်ပါတယ်။ကဲလက်ခုပ်သမားနဲ့ကြိုဆိုပေးပါအောင်ရှင်။ပြီးရင်မင်းသားနဲ့ရော ဒီကပြည့်သက်တွေအမျိုးတွေအားလုံးနဲ့ကာလို့ရမယ်ခြင်းလေးတွေဖြောက်ပြပေးမယ်နော်အန်တီအကူမယ်အကူမယ်နော်